စစ်တွေပါတလိမ့်မှာစစ်ကောင်စီနဲ့အေးအေးအပြန်အလှန်ပစ်ခတ်မှုရှိနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်ပြည်စစ်တွေမြို့နယ်ပါတလိမ့်ကြီးရွာမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုအရခတ်တပ်တော်အေးအေးကစနိုက်ပါများနဲ့ပစ်ခတ်မှုရှိနေပြီးစစ်ကောင်စီကလည်းလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်မှုရှိနေကြောင်းစစ်တွေတရင်အရေးမြစ်ကပြောဆိုပါတယ်ပါတလိမ့်ကြီးရွာပါတလိမ့်စိတ်ကဲမှာစစ်ကောင်စီတပ်စခန်းရှိနေတယ်လို့ကားလိုက်ရ2-3နှစ်တက်ရင် ခမရ3-4လေးတက်ရင်နဲ့ ညာရေးတက်ရင်30လို့ရှိနေပြီရင်းတို့မှလက်နဲ့ကြီးများနဲ့ပြက်ကတ်မှုများလှုပ်ဆောင်နေပါတယ်ပါတလိတ်ကြီးရမေယွမြစ်ကမ်းဘေးမှာတည်ရှိပြီပါတလိတ်စိတ်ကမ်းမှာတော့စစ်ကောင်စီစီရင်ရင်တင်းမောများရှိနေကြောင်းသိရှိရပါတယ်လွန်ခဲ့တဲ့3ရက်ခန့်ကပါတလိတ်ကစစ်ကောင်စီတပ်စခန်းတချို့ကိုအရကတ်တတော် AA စနိုက်ပါအဖွဲ့မှပြက်ကတ်မှုများပြုလုပ်ခဲ့ကြောင်းစစ်တွေတရင်ရင်မြစ်များကပြောဆိုပါတယ်ပြီးခဲ့တဲ့3ရက်က AA ဘက်ကနေပါတလိတ်ဘက်ကတရင်တွေကိုစနိုက်ပါနဲ့ပြစ်ခတ်တာရှိတယ် ထိခိုက်မှုတွေတော့မသိရဘူးစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ပစ်ခတ်တာမျိုးရှိတယ်တိတ်တော့မများဘူးတလုံးစားနှလုံးစားလောက်ပဲပစ်ခတ်တန်ကြတယ်လို့ပြောပါတယ်စစ်တွေမျိုးအနေစစ်ကောင်စီတပ်ရင်းများကာကင်းစခန်းများကိုအရခတ်တတော်အေကပျောက်ကြားနေတဲ့တိုက်ခိုက်နေကြောင်းနဲ့နှစ်ဖက်စလုံးကစစ်ဆိုင်ထားတဲ့အနေထားလို့စစ်တွေမြုပ်ကန်စီရေးတုံးတက်သူတို့ကပြောဆိုပါတယ် နှစ်ဖက်စလုံးကတော့စစ်ဆိုင်ထားတဲ့အခြေအနေပါစစ်ကောင်စီဘက်ကလည်းတော်တော်လေးကိုပြင်ဆင်ထားသလိုအေအေဘက်ကလည်းတိုက်ပြီးရင်ပြန်ဆုတ်သွားတာမျိုးစနိုက်ပါနဲ့လမ်းပစ်တာမျိုးတွေကမကြာခဏရှိနေပါတယ်မြို့ခံတွေကတော့ဘဲချင်းပောက်ကွဲမလဲဘုံကိုစောင့်နေရတာမျိုးပေါ့တိုက်ပွဲအခြေအနေကိုအတော်လေးနားဆွင့်နေရပါတယ်လို့ပြောပါတယ်မေလနောက်ဆုံးအပတ်ကလည်းဓကဆစစ်တွေဒေသကွက်ကဲမှုစစ်ထနာချုပ်စစ်တွေရဲ့ကာကင်းစခန်းဖြစ်တဲ့ဂန်ကော်ကျွန်းကြီးရွာမှာရှိတဲ့စစ်စခန်းကို အရကတက်တော်အေကဝင်ရောက်စီးနှင်တက်ခတ်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်သားအများပြားသေဆုံးသွားသလိုတချက်ကကားနစီမှလည်းပျက်စီးမှုရှိခဲ့တယ်လို့သိရှိရပါတယ်စစ်ကောင်စီဘက်မှစစ်တွေမျိုးအနီပတ်ပတ်လည်းမှမြေမြုံမိုင်းများထောင်ထားပြီးတစကန်အများပြားကိုလည်းတိုးချဲ့ထားကပေါတော့ပုံနှကျွန်းနဲ့ယတိတောင်ဘက်ကိုလက်နက်ကြီးပစ်ခတ်မှုများမကြာခဏပြစ်လို့လျက်ရှိပါတယ် ရင်းပြင်အဆိုပါမျိုးများနဲ့စစ်တွေမျိုးအနီးအေးအေးရှိနိုင်တယ်လို့ယူဆတဲ့နေရာများကိုလေကြောင်းတိုက်ခိုက်မှုများနဲ့စစ်သင်္ဘောများကကင်းလက်ဆောင်ရွက်မှုရှိနေပါတယ်။အထူးသဖြင့်ကလဒန်မြို့ဝနဲ့မေယုမြစ်ကျောတလျှောက်ပါတလိတ်စိတ်ကန်းနဲ့မင်းချောင်းတတာထိတ်တူအထိစစ်ကောင်စီစစ်သင်္ဘောများတွားရောက်ကင်းလက်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။